ရာဇဂျိုမြောအဆိုးဆုံးလို့နာမည်ကြီးတဲ့ဆင်ကြီးတစ်ကောင်ရှိတယ်။နာလာဂီရီတဲ့စစ်ဆင်ကြီးတစ်ကောင်။အဲ့ဒီနာလာဂီရီဆိုတဲ့ဆင်ကြီးကမနုဿခါတကလူတတ်တဲ့ဆင်ကြီး။ကိုလူတတ်လိုက်ဒီလူတတ်လိုက်တဲ့ဆင်ဆိုးကြီးတစ်ကောင်။စံတော်မနုဿခါတကော။တဘာဝအကူကအဲ့ဒီဆင်ကြီးကလူတတ်နေတဲ့ဆင်ကြီး။ စစ်ပွဲတွေပါလို့ဆိုရင် သူတတ်တဲ့လူတွေအများကြီးအဲ့ဒါကြောင့်မလို့လူတတ်တဲ့ဆင်ကြီးအဲ့ဒီဆင်ကြီးကိုချွန်းနေနဲ့အုပ်ပြီးတော့တုတ်တင်နဲ့ထိန်းထားရတဲ့ဆင်ကြီးဆင်တန်းကုတ်ကနေပြီးဂေါရမယဟန်ဒီဘက်လာတယ်ဆိုလို့ရှိရင်အဲ့ဒီလမ်းမှာသူလာတဲ့အချိန်နဲ့ချိန်ကိုက်ဒီဆင်ကြီးကိုကျိုးဖြုတ်ပြီးတော့လွှတ်ရမယ်လို့ဒီလမ်းကိုလွှတ်ရမယ် ပေးထားအဲ့ဒီချိန်မှာနန္ဒမိုးတော့လင်းရောက်တော့မြတ်စွာဘုရားနဲ့တန်ဃာတွေကလည်းခါတိုင်းလိုကြွနေကြပဲကြွလာအဲ့ဒီလမ်းကြားလေရောက်ရောဆင်တင်းကုတ်ကဆင်ကြီးကိုဖြုတ်လွှတ်လိုက်တာဒီဆင်ကြီးကအလွန်ကလေးကစိုးစွမ်းနေတယ်စာထဲမှာတော့အရက်တိုက်တယ်လို့တော့မပါဘူးဟောပါဠိတော်ထဲမှာအရက်တိုက်တယ်လို့တော့မပါဘူးအထက်ကထာထဲမှာတော့အရက်တိုက်တယ်လို့ပါတယ် ပို့ပြီးတော့ကြံတန်းလာအောင်လုပ်မယ်ဆိုတာတော့ထင်ရှားပါတယ်အဲ့လိုဆင်ကြီးကိုကျိုးဖြည့်ပြီးတော့လွတ်လိုက်တဲ့အခါကျတော့ဆင်ဇိုးကြီးဟာမြတ်စွာဘုရားကြွလာတဲ့လမ်းဘက်ကိုနှာမောင်းကြီးစွန့်ပြီးတော့တန်းပြီးတော့ပြေးတာတန်းပြီးတော့ပြေးတာဆင်ဇိုးကြီးပြေးတဲ့နောက်တော့ထိမို့ဆိုတာ စင်ဦးစည်းတွေစင်တိန်နေတော့နောက်က ပြေးလိုက်လာမယ်လို့ထင်ရတယ်ပေါ့အနုမို့ဆိုရင်သူ့ရဲ့တောင်းချမ်းမှုကထိမ့်ကွက်လို့ရမှာမဟုတ်ဘူးလေအဲ့တော့မြတ်စွာဘုရားလမ်းအမဲ့လမ်းထဲမှာဒီစင်ကြီးဟာနှံမောင်းကြီးဆင့်ပြီးတော့ဂျိုးကြတန်လို့អော်ပြီးတော့မြတ်စွာဘုရားမှုရှိတဲ့တန်ဃာတွေဘက်ကိုမြင်တော့တခါတည်းထိုးမယ်တတ်မယ်ဆိုပြီးတော့ပြေးလာတာပြေးလာတာမြင်တော့ယဟန်တွေက ပြပြတလေးဖြစ်ပြီမြတ်စွာဘုရားဒီဆင်ကြီးကလူတတ်တဲ့ဆင်ကြီးဆင်ကြီးလာနေပြီတခြားလမ်းကကြွပါဖဲပါရှောင်းပါတိမ့်ပါလို့မြတ်စွာဘုရားကိုဝိုင်းလျှောက်ကြတော့ဘုရားကအသာနေကြလာကြလာကြမကြောက်ကြနဲ့လို့ဆိုပြီးတော့အတင်းမဲ့အဲ့ဒီအချိန်မှာရုပ်ရုပ်သေးသေးဖြစ်သွားဆင်ကြီးလွတ်လိုက်တော့လူတွေကလည်းရုပ်ရုပ်သေးသေးဖြစ်ပြီးတော့အိမ်ဒီဘဝကနေတက်ပြီးတော့ မြတ်စွာဘုရားလာတဲ့လမ်းဆင်ကြီးနဲ့ခလန်းလမ်းမှာမြတ်စွာဘုရားကြွလာပြီးဆင်ကြီးကပြေးလာတယ်ဒါကို क्वे ရနေပြီးတော့တက်ချိကြတယ်လူတွေကတက်ချိတဲ့အခါမှာမြတ်စွာဘုရားကိုမကြည်ညိုတဲ့ပုဂ္ဂိုလ်တွေဟာဆင်ကြီးကတော့တော်တော်ရက်စက်တဲ့ဆင်ကြီးလူတတ်တဲ့ဆင်ကြီးဒီကနေ့ယဟန်ဂေါရမအလွန်တပ်ပေတဲ့ယဟန်ဂေါရမတော့ဆင်နှင်းနံနဲ့သေတော့မှာပဲလို့တချို့လူတွေကပြောကြတယ် ေးပညာရှိတဲ့ပုဂ္ဂိုလ်တွေကတော့တလောက်ကြီးမစိုးရိမ်ကြဘူးဘလောက်ဆိုးဆိုးမြတ်စွာဘုရားနဲ့တွေ့သွားရင်တော့ဒီစင်ကြီးကလိမ်မာသွားမှာပဲလို့ကျွတင်ပြီးတော့ပညာရှိတဲ့ပုဂ္ဂိုလ်တွေကမှတ်ချက်ပေးကြစင်သူကြီးကပြေးလာနေပြီမြတ်စွာဘုရားနဲ့တန်ဃာတော်တွေကလည်းပဲဣန္ဒြေရရနဲ့အဲ့ဒီလမ်းမှာပဲကြွာလာတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကစင်ကြီးကိုမြင်လောက်တဲ့မြင်ကွင်းထဲရောက်လာတဲ့အချိန်ကစပြီးတော့ ဩဒိဋ္ဌမေတ္တာလို့ဆိုလိုက်တာနာလာဂီရိစင်ကြီးကိုဥတီပြီးတော့မေတ္တာစွမ်းအားကိုပို့လွတ်တယ်မေတ္တာစွမ်းအားကိုပို့လွတ်တယ်ပို့လွတ်လိုက်တဲ့အခါကျတော့မြတ်စွာဘုရားရဲ့မေတ္တာတကျန်တဲ့စင်ကြီးရဲ့နှလုံးသားကိုသွားထိတယ်ပေါ့ဟတ်ထိသွားတယ်ဆိုတာအဲ့ဒါပေါ့နော်နှလုံးသားကိုသွားထိတဲ့အခါစင်ကြီးကစိတ်ထားပြောင်းသွားတယ် ကျန်တဲ့စိတ်တွေယသော်ဘုရားလည်းမြင်လိုက်ရောသူကျန်တဲ့စိတ်တွေဟာအလိုလိုရော့ကျသွားပြီးစိတ်သဘောထားတွေပြောင်းသွားတယ်ပြောင်းသွားပြီးတော့နှာမောင်းကြီးမြောက်ပြီးတော့ချထားရကနေပြီးတော့နှာမောင်းကြီးမြောက်ပြီးတော့လာရကနေပြီးတော့နှာမောင်းကိုအောက်ချလိုက်တယ်အောက်ချလိုက်ပြီးတော့တလှမ်းရင်းမြတ်စွာဘုရားစီအိန္ဒြေရရလာမြတ်စွာဘုရားကအနာနာရောက်သည့်ထီအောင် ရပ်ပြီးတော့စောင့်တာအနာနာလည်းရောက်ရောမြတ်စွာဘုရားကဆင်ကြီးရဲ့ခေါင်းကိုလက်နဲ့ကင်ပြီးတော့ဆင်ကြီးကိုမင်းမဆိုးနဲ့နော်အေးအေးဆေးဆေးမြတ်စွာဘုရားကပြောပြနေပုံလေးကိုစာထဲမှာဘယ်လိုမှတ်တမ်းတင်ထားတော့မာကုံစရနာဂမာတော်မြတ်စွာဘုရားကိုနာဂလို့ခေါ်တယ်ဒီနာဂဆိုတဲ့စကားလုံးက ်ဆင်ကိုလည်းနာဂလို့ခေါ်တယ်ခန်းကိုပင်ကိုလည်းနာဂလို့ခေါ်တယ်မကောင်းမှုကိုမပြုလုပ်တဲ့ယဟန္တာပုဂ္ဂိုလ်တွေကိုလည်းနာဂလို့ခေါ်တယ်ပေါ့ဒီစကလုံးကအဓိပ္ပာယ်၃မျိုးရအဲ့ဒီအဓိပ္ပာယ်၃မျိုးရတဲ့စကလုံးကိုသုံးပြီးတော့မြတ်စွာဘုရားသူ့ကိုယ်သူလည်းနာဂဆိုတဲ့စကလုံးကိုသုံးပြီးတော့ဆင်ကြီးကိုတော့ကုံစရလို့ခေါ်တယ် ရှုံမြောင်ချက်ကြတွေမှာပျော်မွေ့တတ်လို့ကုံစရအဲ့တော့မာကုံစရနာကမာတရောအေးမင်းနာကလို့ဆိုရဲငါလို့ပုဂ္ဂိုလ်မျိုးကိုညှင်းဆဲဖို့မလုံးနဲ့မညှင်းဆဲနဲ့အေးတသက်တာသာပြောပြတယ်မြတ်စွာဘုရားဆင်ကြီးကိုစကားပြောတာဒုက္ခဟိကုံစရနာကမာတရော ငါလိုနာဂမျိုးကိုမင်းညှင်းဆဲမဲ့ဆိုရင်မင်းဒုက္ခရောက်လိမ့်မယ်။နာဟိနာဂဟတ္တတကုံစရနာလာဂိရိစင်ကြီးတဲ့ငါလိုနာဂဆိုတဲ့သူတော်ကောင်းပုဂ္ဂိုလ်ကိုမင်းညှင်းမနှိပ်ဆက်မဲ့ဆိုရင်သူကတိဟောတိဣတောပရံယတောမင်းဘယ်တော့မှကောင်းရာဒုက္ခတိရောက်မှာမဟုတ်ဘူးတဲ့မင်းမလုံနဲ့ ခေါင်းလေးကိုပုတ်ပြီးတော့နားချဆင်ကြီးကမျက်စိလေးပုတ်ကလပုတ်ကလနဲ့နော်နားထောင်တယ်မြတ်စွာဘုရားပြောတဲ့စကားကိုနားထောင်မြတ်စွာဘုရားကဆက်ပြောတယ်မာစမတော်မာစပမာတော်မင်းမုံမယိုပါနဲ့ကွာမာစပမာတော်ကုသိုလ်ကောင်းမှုလည်းမင်းမမေ့ပါနဲ့တတိထာမပေါ်နာဟိပမတ္တာသူကတိကစ္စန္တိ မိမိလျော့လျော့နေတဲ့ပုံကောကောင်းရသူကတိဘယ်တော့မှမရောက်ဘူး။နော်။တွင်ညေဝတ္တထာဂရိတတိရေနတွန်သူကတိံဂမိတတိမင်းလည်းမမိမလျော့နဲ့စိတ်ကောင်းနှလုံးကောင်းထားမယ်ဆိုလို့ရှိရင်မင်းလည်းသူကတိပုံရောက်ရမှာပေါ့လို့မြတ်စွာဘုရားခေါင်းကလေးကိုလက်ကလေးနဲ့ပုတ်ပြီးတော့ပြောလိုက်တဲ့အခါမှာရှင်ကြီးကဒူးတုတ်ပြီးတော့နော် မြတ်စွာဘုရားကိုအယုသိပြီးပြီးတော့နောက်ဆုတ်ပြီးတော့ပြန်သွားတာဘုရားနဲ့လည်းတွေ့ရောနောက်ဆုတ်ပြီးတော့ပြန်သွားတာတကယ်တော့စင်စိုးကြီးဟာမြတ်စွာဘုရားကိုမထိုးနိုင်ပါဘူးမထိုးနိုင်ဘူးဆိုတာမြတ်စွာဘုရားရဲ့ပဂတိကာယဗလကိုကဒီတမန်စင်ဆိုလို့ရှိရင်ဂရေချီပြီးတော့သူတို့တွေဆွမ်းအားကောင်းနေတယ်မြတ်စွာဘုရားကာယဗလက နာလာဂီရီလိုဆင်မျိုးအကောင့်တသိန်းလောက်ကတော့မြတ်စွာဘုရားသူတို့အကောင့်တသိန်းလောက်ဆွဲနိုင်တဲ့အာမျိုးမြတ်စွာဘုရားမှာရှိတယ်ဝိတာခာကျောင်းမှာဤတောင်ဆင်မြောင်၅စီးအားဆောင်တယ်လေအင်းအားဆိုတာလူမြင်ရတာမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားကတော့တကယ်သာဆင်ကြီးကဆိုးမယ်ဆိုရင်အစွဲကင်ပြီးမလိုက်လို့ရှင်အယုတ်ကလေးလိုဖြစ်သွားမှာပဲဆင်ကြီးပင်ကိုအားအနေနဲ့ကိုဒီလိုရှိတယ်သို့တော့ ြတ်စွာဘုရားကအင်အားကိုအသုံးမချဘူးဘာကိုအသုံးချလဲဆိုမေတ္တာစွမ်းအားကိုအသုံးချတယ်အကယ်၍အင်အားကိုအသုံးချမယ်ဆိုရင်ဆင်ကြီးကဒီလိမ္မာယဉ်ကျေးမှမဟုတ်ဘူးအနိုင်ယူလိုက်တာတော့ဖြစ်ကောင်းဖြစ်မယ်လိမ္မာယဉ်ကျေးတော့မှတော့မဟုတ်ဘူးစိရဲ့စိတ်ဓာတ်ကိုပြောင်းသွားအောင်မြတ်စွာဘုရားကမေတ္တာနဲ့ဒီယဉ်ကျေးဆောင်အောင်လုပ်ပေးနိုင်တာ ြီးမားတဲ့အနိုင်ရမှုပဲဖြစ်တယ်ပေါ့စိတ်တက်ကူကရင်ကျေးလိမ်မသွားပြီဆင်ကြီးကဆင်ကုန်တင်းကုတ်ထဲမှာဘယ်သူမှမခေါ်ရပဲနဲ့သူ့နေရာသူပြန်သွားပြီးတော့ငြိမ်ငြိမ်လေးနေတာလူတတ်တဲ့ဆင်ကြီးကအဲ့ဒီကလေးကဘယ်တော့မှမကြမ်းတမ်းတော့ဘူးတဲ့ရင်ကျေးလိမ်မတဲ့ဆင်ကြီးဖြစ်